မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့ Selly Global Channel ကနေ November 20ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကြည့်ရှုသူတိုင်းကိုတိန်းတောင်းတဲ့အင်ဂျီမဲပေါက်ပြီးမယ်အေတင်ကိုရဲ့ပရဟိတာလူပွဲသတင်းခရိုနီကိုမရှိဘဲကက်ဆီကုံမိသားစုရဲ့ချွေးမဝင်လုံးမီလို့ဟန်နီမွန်းတော်မထွက်နိုင်မဲ့အလုပ်တွေပြန်လုပ်နေရတဲ့စုပြေတဲ့တင်မုံကိုခုလိုကြောင်းရင်ကြောင်းမင်္ဂလာပွဲမှာမလောက်ပညာပြလိုက်တဲ့စုပြေထင်ကျေးပေးနေကြတဲ့မိကက်ခန်ဆောင်ဝင်တဲ့တင် ရှိသမျှအားလုံးထုတ်ကမင်္ဂလာဆောင်ပြီးမှမွေသွားလို့ဟန်နီမွန်မထွက်နိုင်တော့ဘဲငွေရှာနေကြပြီဖြစ်တဲ့ငင်းစင်ဆုံးတွဲတဲ့တင်လူချမ်းမို့လို့တရားတင်ဆိုရဲ့တားကိုအရာမသွင်းတာလားဆိုပြီးရောက်ရှင်လောကတစ်ခုလုံးကိုစိန်ခေါ်လိုက်တဲ့မိုးဆက်တဲ့တင်ပဲဖြစ်ပါရဲ့ရှင်ကြည့်ရှုသူရန်ကိုတိန်းနှောင်းတဲ့အင်ကြီးမဲပေါက်ပြီးမဲအီတင်ကိုရဲ့ပရဟိတလူပွဲအီတင်ကိုကသူမရဲ့ life ကိုကြည့်ရှုသူတွေပုံမဲပေါက်ပြီးမဲတိန်းနှောင်းတဲ့အင်ကြီးကိစ္စကိုလွန်ခဲ့တဲ့ရက်ပိုင်းတုန်းကထုတ်ပြောခဲ့ပါတယ် ဒါပေမဲ့ကြည်ယုံနဲ့မဲပေါက်မှာတော့မဟုတ်ပဲသူမ life ကိုဝင်ကြည့်ပြီးနှကန်းနေဝဲတဲ့သူပဲတိန်းတောင်းတန်အင်ကြီးကို ပိုင်ဆိုင်ခွင့်ရမှာပါဒါပေမဲ့နှကန်းနေရဲ့တန်ကြီးကတော့အင်မတန်ကိုစေးကြည့်ပြီးတချောင်းကိုတသိန်းခွဲလို့သိရပါတယ်မတက်နိုင်တဲ့သူတွေကနှကန်းနေတချောင်းကိုစက်တသိန်းခွဲနဲ့ခြောက်နရစ်ချဝယ်ယူခွင့်ရှိပါတယ်ဒါကြောင့်ပစံအလုံးသွင်းပြီးမှနှကန်းနေရမှာကိုတည်တည်ချင်းနေ သူမစီကရုံရုံကြီးကြီးလာဝဲတဲ့လူတွေကိုအေတင်ငုတ်ကပြန်လဲပိသိန်းနှစ်တောင်းတဲ့အင်ကြီးမဲဖောက်ပေးမိလို့ညင်ညာခဲ့တာဖြစ်ပါတယ်။ဒီမလုံကဝဲသူထောင်ပေါင်းများစွာကိုဆွဲဆောင်နိုင်ခဲ့တယ်လို့ရပ်ပေါင်း40အတွင်းမှာနှကန်းနီတောင်ပေါင်း6500ကျော်ရောင်းထွက်ခဲ့ပြီလို့လည်းသိရပါတယ်။ဒါပေမဲ့လည်းငကူကလေးကသူ့ထက်နမည်ကြီးရင်လုံးဝမကြိုက်တဲ့အမ်မွန်တင်းဆိုရင်အားလုံးသိပြီးသားဒီမိန်းမကြီးကအေတင်ငုတ်ကိုထဲထိုးနှက်လိုက်ပါတယ်။ လူပေါင်း6500ကိုရောင်းပီးလို့3900ကျော်ရနေပြီ။ရောင်းအားတွေဒီလောက်တက်နေတာတော့ဘာလို့ခုထိကန်ဆယ်မဲမဖောက်ပြီးသေးတာလဲဆိုပြီးရောင်းကောင်းရှောက်ပြောနေတာပဲလို့ဆိုလိုက်ပါတယ်။ဒီလိုပြောခံရတဲ့အခါအီတင်ကိုကလည်းငြိမ်မခံခဲ့ပါဘူး။သူမကအမ်မတင်းရဲ့စိတ်ရွှေရနာလုပ်ငန်းကိုတိုင်းရိုက်ပြစ်မှတ်ထားပြီးပြန်လေတုံ့ပြန်စိန်ခေါ်လိုက်ပါတယ်။မမတင်ရောင်းနေတဲ့စိန်နဲ့ရွှေတွေ73ပဲကြီးပြပါတယ်လို့အာမခံထားတာကိုငါစစ်ဆေးကြည့်မယ်။ မပြေခင်တော့66နဲ့အထဲဝင်ဖို့ပြင်ထားဆိုပြီးကျိန်ွားခဲ့ပါတယ်။လက်ရှိမှာတော့သူတို့နှစ်ယောက်ရဲ့ပြဿနာနဲ့ပတ်သက်ပြီးပရိသတ်တွေကဟိုဘက်ပွဲသွားကြည့်လိုက်ဒီဘက်ပါတင်မလဲကြည့်လိုက်နဲ့အလုံများနေကြတယ်လို့သိရပါတယ်။ကြီးစုသူတွေကတယောက်ဆိုရင်ဒီနိုဝင်ဘာမှာပွဲရင်များတယ်။ host တော့လောက်ပါအောင်ဆိုတဲ့ပွဲတစ်ခုတောင်ပြီးသွားတာမကြသေးဘူး။စိုးပြေတဆင်တို့ကလည်းလင်းယူလို့မပြီးနိုင်တော့ဘူး။ မာပြဒနာများထဖြစ်မလဲဆိုပြီးပွဲဆောင်ကြည့်ရင်လည်းအခုကောင်းကောင်းမအိပ်ရသေးပဲနောက်ထပ်တပွဲလာပြန်ပြီနှကန်းนี่လည်းမဝင်နိုင်ပါဘူးရွှေလည်းမဝင်နိုင်ပါဘူးဒါပေမဲ့ကိုနဲ့မဆိုင်လေသူများကိစ္စတွေလည်းကြည့်ရတာဝါသနာဖြစ်နေပါပဲမြမပြည်ကြီးမှနေရတာအယမ်းပျော်ပါတယ်နှကန်းนี่ရွှေရောကောင်းချင်းဆိုင်ပြီးဒေရှင်းကြပါလို့မြောက်ပေးခဲ့ပါတယ် ပရိသတ်ချင်းရူယောအေတင်ကိုရဲ့ငကန်းဒီကိစ္စဘလုံဆုံးတက်မလဲဆိုရနဲ့အမ်မွန်တင်းရဲ့ရွှေနဲ့စိန်ကြီးခါယောအရှိသွေးစစ်မှန်ရင်လားဆိုရမိမိထင်တယ်လို့လေး comment မှာရေးခဲ့ပေးကြပါအောင်နော်ပွဲမတိသေးတဲ့တခြားသူတွေလည်းအေးအေးပြန့်အောင်ဗီဒီယိုလေးကို1 share ပေးခဲ့ကြပါအောင်ရှင်။ ခရိုနီကိုမီယူပင်ကက်ဆီကုံမိသားစုရဲ့ချွေးမဝင်လုံးမီလို့ဟန်နီမွန်းတော့မထွက်နိုင်ပင်မင်္ဂလာဆောင်ပြီးပြီးချင်းအလုပ်တွေပြန်လုပ်နေရတဲ့ဆိုပြင်ငယ်စဉ်ဆုံးတွဲကချင်းချိတ်တဲ့မင်္ဂလာပွဲကြီးတွေကို၆ပွဲတော့ကျင်းပတာကြောင့်မို့လို့ယောက်ကမာတွေကရန်ကိုရန်ရောပြီးတော့ငွေတုံးရတာမနှမျောဘူးလို့လူတွေအားလုံးကထင်နေကြတာပါတကယ်တမ်းကျတော့အဲ့ဓာတွေကအမားတွေပဲဖြစ်ပါတယ် တမီးစားဖြစ်လာတဲ့အချိန်၆နှစ်လုံးလုံးမှာဆိုဖြစ်ကဟင်းဝီယန်တို့မိသားစုရဲ့ကက်ဆင်းနေမှုတွေကိုသိမြင်လာတာကြောင့်မို့လို့မင်္ဂလာဆောင်မှာသူမရဲ့စိတ်ကြိုက်မဖြစ်မှစိုးရိမ်လာခဲ့တဲ့အတွက်ကိုပစံတဲ့ကုံချိန်ချိန်တဲ့မင်္ဂလာဆောင်မှုအတွက်ငွေတွေကြိုးစုခင်ရပါတယ်ရောက်မှဖြစ်သူကတော့မင်းကလေးဘက်ကတပြားမှအကုန်ခံရတာမရှိပါဘူးလို့အများရှိမှဟန်ဆောင်ပြောခဲ့ပူပါတယ်။ဟိဝင်ရန်ရဲ့အမီဟာတားဖြစ်သူရဲ့အိမ်ကိုငပိရီကျူချက်ဖို့ပြီးမယ်လို့တော့အင်တာဗျူးမှာဖြေခဲ့ပူပါတယ်။ ဒါကြောင့်မို့လို့သူတို့မိသားစုကတပြားကိုနှစ်ပြားလို့ခွာပြီးတော့ငပီရင်နဲ့ထမင်းစားကပတ်စံစုကင်လို့အခုလိုမျိုးချမ်းသာနေတာလားလို့တော့လူတွေကထင်ကြီးပြေကုန်ကြပါတယ်။ဟိဝိယန်တို့ကမချမ်းသာတာမဟုတ်ပါဘူး။ချမ်းသာပြီးတော့ကက်စီးကုတ်တာပါ။ဒါကြောင့်မို့လို့မင်္ဂလာဆောင်ပြီးတာတော့ငယ်စဉ်ဆုံးတွဲကုန်ဟန်နီမွန်အနေနဲ့ခီးလေးတွေထွက်ခိုင်းတာမျိုးမပြုလို့ပဲအတင်းကရောငွေတွေရှာခိုင်းနေပြီဖြစ်ပါတယ်။ ဟင်းဝီယန်ကိုရန်ကလည်းပြိတက်တူတည်ကြတဲ့အတိုင်းမမပွိုင်းဖြစ်နေတာကြောင့်သူမီစကားတစ်ခုစုတစ်ခုမှာပဲဒါကြောင့်မို့လို့ပူပူနွေ့နွေ့မင်္ဂလာဆောင်ပြီးတာတပတ်မပြေခင်မှာပဲအလုပ်တွေကိုပြန်လက်ခံပြီးတော့ပတ်စံရှာဖို့အတွက်ပွဲတွေတက်လာရပြီပဲဖြစ်ပါတယ်ဒါပြင်နောက်ထပ်အတွင်းသတင်းတစ်ခုထပ်ပေါ်လာတာကဟေဝီယန်ဟာစုပြစ်ကိုအများ ခုလိုကြောင်းရဲကြောင်းမင်္ဂလာပွဲမှာမလောက်ပညာပြလိုက်တယ်ဆိုပြီးထင်ကြီးပေးခံနေရတဲ့မိတ်ကက်ခင်ဆန်ဝင်အကြောင်းရင်းတစ်ခုကြောင့်တို့သမီးလေးမုံကိုမင်္ဂလာပွဲမှာမလာမပပြင်ဆင်ပြီးပညာပြလိုက်တာဆိုပြီးလူပြောများနေတာကမိတ်ကက်ခင်ဆန်ဝင်မှာအလုံးသိထားကြတဲ့အတိုင်းခုရပိုင်းမှာတော့ MRT4 ရုပ်တံဇလန်တွေ့ရင်းနဲ့နာမည်ကြီးလာတဲ့တရုတ်ဆောင်မင်းသမီးလေးမုံဟာ အခုရပိုင်းမှာရုတ်တရက်ချက်ချင်းဆိုသလိုမင်္ဂလာဆောင်သွားခဲ့တာဖြစ်ပါတယ်။ တချို့သောတတိနေ့ရောင်မုံရဲ့ချစ်သူဟာသူစနီလောင်းလေးကိုငွေသိန်းနှစ်တောင်ကျော်စိန်သုံးစင်စာကာငါစီတိုင်နှလုံးနဲ့တင်တောင်းခဲ့တယ်လို့ပြောကြတာပါ။ဒါကြောင့်လည်းအလုံးကအားကျနေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းမုံနဲ့ပတ်သက်တဲ့မကောင်းတဲ့တည်င်းကောလာဟာလာတွေကလည်းထွက်နေတာပါ။အနာကတော့တိရုပ်ဆောင်မုံလက်ထလိုက်တဲ့ချက်သူဟာလူပြိုလ်လူလွတ်မဟုတ်ပေပထမအိမ်တောင်ရှိချောင်းတည်င်းနေထွက်လာတာပါ ဒီကိစ္စနဲ့ပတ်သက်လို့မုံရဲ့မိကက်ဆရာမပြိုင်းကတော့မုံကဒီလိုမျိုးအိမ်တောင်ရှိတဲ့ယောက်ျားနဲ့လက်ထပ်တာမဟုတ်ကြောင်းနှစ်ယောက်စလုံးကလူပြိုကြီးအပြိုကြီးတွေဖြစ်ကလက်မတက်ခင်အတူတူတောင်မနေပဲနှစ်တည်းအကြကြီးချစ်ပြီးမှလက်ထပ်တာပါဆိုပြီးပြောထားတာပါဒါပေမဲ့ line ပုံမှာတော့အရှင်တို့ကမင်္ဂလာဖိတ်စာကပြန့်နေနေတာပါဒီလိုအချိန်လူပြောများနေတာကမင်္ဂလာပွဲတွေကမုံရဲ့ပုံစံမှာ တခြားသောမင်းသမီးတွေရဲ့မင်္ဂလာဆောင်ဆိုရင်အရန်ကိုကြည်လို့မော့အောင်လာနေပြီမေတရုတ်ဆောင်မုံကတော့မင်္ဂလာပွဲနေ့မှာမလာမပါဖြစ်နေရပါ အထူးသဖြင့်တေယုဆောင်မုံရဲ့မျက်နှာမှာမိကပ်ဟာဘဲနဲ့ညာမညီပဲတချမ်းကမိကပ်ပါပြီး တချမ်းကမိကပ်မပါတယ်လို့ဖြစ်နေတာပါ မုံရဲ့မင်္ဂလာပွဲမှာမိကပ်လင်းပြတာကနိုင်ငံကျော်မိကပ်ပညာရှင်ခင်ဆန်းဝင်းဖြစ်ပါတယ်မိကပ်ခင်ဆန်းဝင်းဆိုတာကမြန်မာနိုင်ငံမှာအတော်ဆုံးမိကပ်ပညာရှင်တစ်ယောက်ပါ သူမလိန်ပြိလိုက်တဲ့မိကက်တိုင်းဟာအတော်လေးကိုကြည်ကောက်ပြီးအမျိုးသမီးတိုင်းလှပတာဖြစ်ပါတယ်။ဒါပေမဲ့လေတယောက်ဆောင်မုန်းရဲ့မင်္ဂလာဆောင်မှာတော့မိကက်ခင်းဆောင်ဝင်ပြင်ပြီးတာမှဟုံရဲ့လား။တင်းတန်းစင်စမိကက်ဆရာပေါ့ဆာလိန်ပြထားတယ်လို့ဖြစ်နေတာမှန်ပါပဲ။ဒီကြရတဲ့တယောက်ဆောင်မုန်းကောင်းမှပန်းထားတဲ့သစင်ပန်းကတခြားစတုံးကတခြားဖြစ်နေတာပါ။ဒါကြောင့်လေလူတွေကမိကက်ခင်းဆောင်ဝင်ကဖြစ်ခဲ့တဲ့ဆံမုန်းကိုပြင်လိုက်တာလား။ပညာပြလိုက်တာလား။တကွက်ပြလိုက်တာလားဆိုပြီးကောင်းမှနေမှာမှတ်ချက်ပေးနေကြတာပါ အထူးသဖြင့်သရုပ်ဆောင်မုံကအိမ်တောင်ရှိဘူးသူကိုယူလို့တကွက်ပြလိုက်တာလားဆိုပြီးထင်ကြီးပေးနေကြတာပါ။ဒါပေမဲ့တကယ်တော့ make up ခင်ဆန်းဝင်းလို့အနုပညာလောကမှာနှစ်ပေါင်းများစွာနာမည်တစ်လုံးနဲ့ရပ်တည်နေတဲ့ professional make up ဆရာတယောက်ကဒီလို professional မဆန်တဲ့အပြုမူမျိုးကိုမလုပ်မှကတော့အသေးချာပါပဲ။အခုဆုံး make up ခင်ဆန်းဝင်းကမုံကိုရန်အားနာမိတဲ့အကြောင်းကိုမီဒီယာတွေမှာဖြေခဲ့တာပါ။ မေကခင်ဆောင်ဝင်းကအရင်ကသူမဟာတတို့သမီးမုံနဲ့ဆန်ဆန်ရှိကြောင်းဒါပေမဲ့လည်းပြီးခဲ့တဲ့ရက်ပိုင်းမှာသူမနဲ့အရင်ဤဆုံးမိတ်ဆွေတူဖြစ်တဲ့ဒီဇိုင်နာပြည်စုအောင်ကအခုကြီးတောင်းလာလို့မေကကိုကတုတ်ကရက်နဲ့အမြန်စီစဉ်ကမင်္ဂလာပွဲအမိလိမ့်ပေးလိုက်ရလို့အဆင်မပြေစိတ်တိုင်းမချဖြစ်သွားကြောင်းမီဒီယာအင်တာဗျူးမှာဖြေလာတာဖြစ်ပါတယ်။ ဒါပြင်မိကခင်ဆောင်ဝင်းကသူမကသစဉ်ပန်းကိုလည်းအများကြီးပန်းခြင်းပေးမယ်အခက်30သားပန်းလိုက်ရလို့အားမရဘူးလို့ဆိုပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောမိကခင်ဆောင်ဝင်းကမုန်းကုန်မလာမပမိကပြင်ပေးလိုက်တဲ့ပုံမှာဘယ်လိုမြင်ကြသလဲဆိုတော့ပြောသွားကြပါအောင်ရှင် ည်သမျှအားလုံးထုတ်ကမင်္ဂလာဆောင်ပြီးမှမွေးသွားလို့ဟန်နီမွန်မထွက်နိုင်တော့ဘဲငွေရှာနေကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွေမင်္ဂလာဆောင်ပြီးရင်ဟန်နီမွန်ထွက်ကြတာကတဘာဝပါဘိုင်တခွန်နဲ့လင်းမြဖူလို့ဆုံးတွေဆုံးတူရကီထီအောင်သွားကြသလိုဝင်းမောင်ရွှေလိုဇနီးမောင်နာဆိုရင်လည်းဥရောပထီတောင်ဟန်နီမွန်ကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းမင်္ဂလာဆောင်ပြီးမယ်ဘယ်ကူမှဟန်နီမွန်မထွက်နိုင်တာကဟိဝင်းရဲ့စိုးပြေတဲ့စင်လို့ဆုံးတွေပါ အခုဆုံးဟေးဝရံနဲ့စုပ်ပြေတစင်တို့ဆုံတွဲဟာမင်္ဂလာဆောင်ပြီးနောက်တရံမှာပဲရွှေဆိုင်ဖွံ့ဖွဲချုံညာတက်ပြီးငွေရှာရတာဖြစ်ပါတယ်။အစောပိုင်းမှာတော့ဟေးဝရံမိသားစုကတင်းငါးတောင်းချီတန်းနဲ့အင်ကြီးလက်ဖွဲ့လိုက်ကြောင်းဘလောက်တောင်ချမ်းသာကြွယ်ဝကြောင်းလူတွေကြားထဲမှာရေးပန်းစာနေပြီးမယ်။အခုတော့မင်္ဂလာပွဲပြီးကုန်းယုံကငွေရှာနေရတာကြောင့်တကယ်ချမ်းသာတာဟုတ်ရောဟုတ်ရဲ့လားဆိုပြီး လူတွေကဝေဖန်ကြတာပါ။ တချို့ကတော့ဟိမွေရနဲ့စုပေတစင်ဟာမင်္ဂလာမဆောင်ခင်ကတည်းကရက်တကရွာတကလည်းကရှိုးဆူနေရလို့လူပြောများနေတာဖြစ်ပါတယ်။အခုကြည့်ရှုနေကြတဲ့ပြည်သက်ကြီးတို့ရောဟန်နီမွန်မထွက်နိုင်တော့ပဲငွေရှာနေကြပြီဖြစ်တဲ့ငယ်စဉ်ဆုံးတွဲပေါ့ဘလို့မြင်ကြလဲဆိုတော့ comment မှာရေးပြသွားကြပါအောင် ရှင်။လူချမ်းမို့လို့တရားတင်ဆိုရင်တားကိုအရာမသွင်းတာလားဆိုပြီးရုပ်ရှင်လောကတစ်ခုလုံးကိုစိန်ခေါ်လိုက်တဲ့မိုးဆက် အနုပညာလောကရဲ့မျက်နှာကြီးဟာဟင်ပတ်ပါပုံတွေအကြောင်းကိုလုံးဝသိမခံနိုင်တော့တဲ့ဒီလူကတော့တရားတင်ဆိုရတဲ့အပေါ်မှာဝိုင်းဝန်းဖဲချင်ထားကြတဲ့မင်းသားမင်းသမီးတွေရဲ့လုံရက်ကိုထုတ်ပြောလာခဲ့ပါတယ်။ဒီလူရဲ့နာမည်ကတော့မိုးဆက်ဖြစ်ပြီးလူချမ်းဖခင်ကြီးဆုံးပါပြီးနောက်မှာအနုပညာလောကတွေကိုဝင်တိုးဖို့စ조사နေရှာတဲ့ကလေးတူကိုနာမည်ကြီးမင်းသားမင်းသမီးတွေကိုရင်ကပြစ်ပယ်ထားကြကြောင်းမခံချင်စိတ်နဲ့ဂျားရက်ကဝင်ပြောပြီးခင်တာပါ။ ဒီလိုပြောရလောက်အောင်လဲနေပရိသတ်တင်ရဲ့အားပေးမှုကိုအခိုင်အမာရရှိခင်ဘူးတယ်မင်းသားကြီးတရားတင်ဆိုရင်မျက်နှာကိုမှအာမနာဘယ်မင်းသားမင်းသမီးကမှတားပြစ်သူရဲ့ရဟန်းခန့်ရှင်ပြုပွဲကိုမလာခဲ့ကြတာဖြစ်ပါလေမသိလို့မလာရင်ထအောင်အခုတကူးတကဖိတ်စာရင်းနဲ့လိုက်ဖိတ်ထားတာတောင်အဖက်မလုပ်ကြတာမို့လို့လေကြားတဲ့ကနေမိုးစက်ကပေါက်ကွဲခဲ့ပြီအခုလိုမီဒီယာတွေရှိမှလူသိထင်ရှားထုတ်ပြောနေတာပါဒီအကြောင်းကိုမိုးစက်က တကယ်ဆိုဒီလူကမင်းသားမင်းသမီးတွေ celebrity တွေဆင်ရောက်အရောက်နှစိမ့်အိုးစီဘုံမောင်းတွေနဲ့အ ਨੇ ဆုံးတော့ဖြစ်ရမှာတေးသေးချာချာလေးလိုက်ဖိတ်ထားတဲ့အတွက်ဖြစ်စီချင်မိတဲ့ feeling လည်းရှိတယ်။ဒါပေမဲ့အခုဆိုရုပ်ရှင်ဘက်ကလူတွေတယောက်မှမတွေ့ရဘူး။ကိုလူကျော်ဘက်ကဘယ်နှယောက်ဇက်ပုဆိုင်ရန်ကဘယ်နှယောက်မင်းသားမင်းသမီးကဘယ်နှယောက်အ ਨੇ ဆုံး၅ယောက်လောက်လာရင်တောင်ကျင်းနေမိမှာပါ။ငကိုကလေးကရုပ်ရှင်အတိုင်းပိုင်းဆိုတော့ ပတ်စံရှိတဲ့လူနာကလိုင်းအခွင့်ရရင်ဖောက်ပြန်လိုက်